ူပြဲမြို့တွင်တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကအထိနာသဖြင့်လေကြောင်းဖြင့်ဗုံးကျဲတက်ခိုက်နေကြောင်းကရင်နီတွင်စစ်တပ်ကစစ်မျက်နှာ၅ခုဖွင့်ကာအပြင်းထန်ထိုးစစ်ဆင်နေကြောင်းသိရပါသည်။ကရင်နီပြည်ရှမ်းကရင်နီနယ်စပ်နှင့်မူပြဲမြို့အနီးတွင်တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကအထိနာသဖြင့်လေကြောင်းဖြင့်ဗုံးကျဲတိုက်ခဲ့အောင်ကရင်နီတော်လိုင်းစီတရင်ရင်းတကပြောပါသည်။နိုဘာ9ရက်နေ့နံနက်ပိုင်းမူပြဲမြို့အပြင်ဘက်သို့အကြမ်းဖက်စစ်တပ် PNO ပူပေါင်းတပ်ဖွဲ့ကစစ်ကြောင်းထိုးလာသဖြင့်ဂီနီတွန်ဟိုင်းပူပေါင်းတပ်ဖွဲ့များကတိုက်ခဲ့ရာတနေကုန်တပ်ဖွဲ့ပြင်းထန်ခဲ့ပြီးအကြမ်းဖက်စစ်သားများထိခိုက်ဒေဆုံးမှုများပြားသဖြင့် Jet Fighter ဖြင့်နှစ်ကြိမ်ဘုံကျဲတိုက်ခဲ့ကာပြစ်ကူပိတ်ခဲ့ကြောင်းသိရှိရပါသည်စစ်ခွေးတွေဘလောက်တည်လဲဆိုတော့အတိအကျမသိရဘူးထိခိုက်မှုကတော့များတယ်အဲ့ဒါကြောင့်မလို့လက်နက်ကြီးတွေနဲ့လည်းပတ်ထုတယ်လင်းနဲ့လည်းလာကျဲတာထိတွေ့မှုကနေတိုင်းလည်းရှိနေတာပဲတနိုင်ကြာထိတွေ့မှုဖြစ်လိုက်နှစ်နိုင်ကြာထိတွေ့မှုဖြစ်လိုက်တဲ့နေတိုင်းဒီပါဖြစ်နေတာ ဒါပေမဲ့ဒီမနေ့ကတော့စစောစီကနေနေ့လယ်အထိထိတွေ့မှုရှိနေတာအထိနာသွားလို့ညနေပိုင်းမှာရဲနာကြီးတွေရှောက်ပတ်ထုနေတယ်။လင်းနယ်နဲ့နှစ်ခေါက်လောက်လာကျဲသွားတယ်ဟုဂီနီတွန်ဟိုင်းသတင်းရင်းမြစ်ကပြောပါတယ်။ရှမ်းကယင်းနီနယ်စပ်မိုးပြဲမြို့ရိုင်ကော်ဒီမော့ဆိုဖူဆိုနဲ့ဘောလ်ခဲမြို့နယ်တို့တွင်အကြမ်းဖက်ဖက်စစ်စစ်ကောင်စီတပ်ကစစ်မျက်နှာ၅ခုဖွင့်က PNO ပြည်သူ့စစ်များစစ်မှုထမ်းတပ်သားများကိုရှေ့တန်းမှလူသားတိုင်းကဖြစ်အုံပြုကထိုးစစ်ဆင်တိုက်ခိုက်ရရှိတဲ့ဖြင့်နေ့စဉ်တိုက်ပွဲပြင်းထန်ရရှိကြောင်းသိရှိရပါတယ်။ လောင်လုံးမျိုးကျန်းဖို့ပါတီရုံးတွင် ပောက်ကွဲမှုဖြစ်ပွားပြီးမိလောင်မှုကိုစစ်တပ်ကလာရောက်မြင်းချင်းမရှိ၍တရုံလုံးပြာကြကြောင်းသိရပါသည်။ဂျင်းတိုင်းတိုင်းလောင်လုံးမျိုးကျန်းဖို့ရုံးတွင်ပောက်ကွဲမှုဖြစ်ပွားပြီးမိလောင်မှုဖြစ်ပွားခဲ့ကအကျန်းဖက်စစ်တပ်ကလာရောက်မြင်းချင်းမရှိသောကြောင့်တရုံလုံးပြာကြသွားကြောင်းဒေသအပြည်သူများကပြောပါသည်။နိုဘာလ၈ရက်နေ့နန္ဒခွန်နိုင်ခန့်တွင်လောင်လုံးမျိုးကျန်းဖို့ပါတီရုံးတွင်ပောက်ကွဲသံနှစ်ချက်ထွက်ပေါ်လာပြီးနောက်မိလောင်မှုဖြစ်ပွားခဲ့ကြောင်းထို့သောမိလောင်မှုဖြစ်ပွားခဲ့တော်လည်း လောင်လုံးရဲစခန်းတွင်တက်ဆွဲထားသောစစ်သားများကလာရောက်ညီငယ်ချင်းမရှိသောကြောင့်တရုံလုံးပြာကျသွားကြောင်းသိရှိရပါသည်။ထိုချက်ဖို့ပါတီရုံးပောက်ကွဲမှုတွင်ပြည်သူများထိခိုက်မှုမရှိဘဲအကြမ်းဖက်စစ်တပ်ကလည်းတက်ဆွဲထားခြင်းမရှိသောကြောင့်ထိခိုက်မှုမရှိကြောင်းသိရှိရပါသည်။လက်ရှိချိန်တွင်လောင်လုံးမြို့ရဲစခန်းမှအကြမ်းဖက်စစ်သားများသည်အင်အားအလုံးရင်းဖြင့်ထွက်လာပြီးစစ်ဖွဲ့ရုံးအနီးနားတွင်လှည့်လည်သွားလာနေကာဓာတ်ပုံရိုက်ခြင်းများလှုပ်ဆောင်နေကြောင်းသိရှိရပါသည်။မနက်ကပောက်ကွဲသံတစ်ချက်ကြားလိုက်ရပြီးမိခိုးလုံးတွေထွက်လာတာကိုတွေ့လိုက်ရတယ်။ တတော်ကြာတော့လိုက်မေးကြည့်တော့ကြက်ဖွယုံမှာပေါက်ကွဲပြီးမီးလောင်လာလို့တီးရတယ်။စစ်ခွေးရဲ့ yes ကနဲ့မှရှိတာပဲ။အဲ့ဒါကိုထွက်လာပြီးမီးမငိမ့်ဘူး။သူတို့ဘာသာဖောက်ခွဲပြီးပြန်လုတာလားတော့မသိဘူး။ပြောလို့ပြကြသွားပြီးမှ yes card ကထွက်လာပြီးဓာတ်ပုံရိုက်တာတွေလုံနေတယ်လို့သိရတယ်ဟုဒေသပြည်သူတူကပြောဆိုပါတယ်။ yes ဂျုံမြို့အနီးမှာစစ်ကောင်စီတပ်သားတွေကိုတိုက်ခိုက်ရာဘိုးအပါဝင်နှစ်ဦးတေဆုံးတယ်လို့မြို့နယ်ပကပကပြောပါတယ်။မကွေတိုင်း yes ဂျုံမြို့အနီးမှာစစ်ကောင်စီတပ်သားတွေကိုတိုက်ခိုက်ရာ ဘူအစစ်ရှိသူအပါအဝင်နှစ်ဦးတည်ဆုံတယ်လို့ရေစုံမြို့နယ်ပကပတာဝန်ရှိသူကပြောပါတယ်ရေစုံမြို့အခြေစိုက်ခလာရ256 259နဲ့258တရင်တွေကလည်းစုပေါင်းထွက်လာတဲ့အင်အား90ခန့်ရှိတဲ့စစ်ကောင်စီတပ်ကိုနိုဘာလ9ရက်နေ့လယ်2နာရီလောက်ကတိုက်ခဲ့တာလို့ဆိုပါတယ်ရေစုံမြို့နယ်တမာဒန်းလမ်းကြားအဲဒီကြားမှာလမ်းကင်းယူနေကြတာပေါ့အဲဒီမှာပေကုန်းရွာဆိုတာရှိတယ်ကာနန်ဘေးပဲရေတကားရှိတယ်အဲ့ဒီနားမှာဆယောက်လောက်ကကျွန်တော်တို့မိုင်းပွိုက်ပေါ်တဲ့အဲ့လိုအချက်ပါတာဝန်ရှိသူကတိုက်ခိုက်မှုပေါ်ရှင်းပြပါတယ် ပေကုန်းရွာနဲ့ရေချိုမြို့ပေါ်ကတမိုင်ဝန်းကျင်သာကွာဝေးတယ်လို့၎င်းကပြောပါတယ်။မိုင်းဆွဲမှုကြောင့်ဘူတအူးနဲ့တပ်သားတအူးတည်ဆုံခဲ့တယ်လို့တီးရပါတယ်။မိုင်းဆွဲခံရပြီးတဲ့နောက်စစ်ကောင်စီတပ်ကပဝန်းကျင်ကိုလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့လို့ပြည်သူနှုတ်ဒဏ်ရာရကနေအိမ်သုံးလုံးမိရှုဖျက်ဆီးခံခဲ့ရတယ်လို့တီးရပါတယ်။ရှင်မတောင်မှာတဆွဲထားတဲ့စစ်ကောင်စီတွေတချင်းတက်ပြောင်းလာရှိတယ်။အဲဒီနှစ်ငါးရှစ်တက်အထိုင်နဲ့တိတ်မွေးဘူး။တိုက်ပွဲကတော့လုံးလုံးဆယ်ငိမ့်နေတယ်လို့ရေစုမြုပ်နယ်တရင်ရင်းတက်ကပြောပါတယ်။ စစ်ကောင်စီရဲ့အရေးပေါ်ကြေညာထားတဲ့63မြို့နယ်မှာမကွေးတိုင်းတက်ကထီလင်းပေါ့မြိုင်စောနဲ့ရစိုမြို့နယ်တို့ပါဝင်ကြောင်းတီးရပါတယ်။ဖာဘုံဒေသကိုစိုးမိုးဖို့စစ်ကောင်စီတပ်အင်အား၃ကြီးထိုးပေါက်နေကြောင်းတီးရပါတယ်။ကရင်ပြည်နယ်ဖာဘုံခရိုင်ကောင်းကောင်းကရိုင်တိလမ်းပိုင်းမှာစစ်ကောင်စီတက်ကစစ်ကြောင်းထိုးရမှာ KNU တပ်မဟာငါပူးပေါင်းတပ်တွေနဲ့နှစ်ရက်ဆက်တိုက်တိုက်ပွဲပြင်းထန်ခဲ့တယ်လို့တပ်မဟာငါပြောရေးစုခွင့်ရှိသူဗိုလ်မှူးကြီးစောပွဲတို့ကပြောပါတယ်။ ဟာဘုံခိုင်ကမောင်းမြုံနယ်ဤဝါလူကျေးွာခြေပြုအင်အားစုပွဲထားတဲ့စစ်ကောင်စီတပ်စစ်ကြောင်းဟာနိုဘာလ6ရက်မှာကမောင်းကလိုင်းတီလမ်းပိုင်းဝါလူကျေးွာကနေတဆင့်ဝါတုံးခုကျေးွာဘက်ကိုဥတီပြီးတက်လာတာဖြစ်ပါတယ်။အဲဒီစစ်ကြောင်းနဲ့ခင်ယူတက်မှငါပူပေါင်းတက်တွေကြောင့်နိုဘာလ6ရက်နဲ့9ရက်နေ့တို့မှာတိုက်ပွဲပြင်းပြထန်တာဖြစ်ခဲ့တယ်လို့ဘုံမူကြီးစောက်လေတို့ကပြောပါတယ်။ စစ်ကောင်စီတပ်ကအင်အားအလုံးရင်သုံးတာလေကြောင်းပစ်ကူလက်နက်ကြီးပစ်ကူသုံးတာကြောင့်ပူပေါင်းတပ်ဘက်ကအနေငယ်နောက်ဆုတ်ပြေးလိုက်ရတယ်လို့ဘုံဘူးကြီးစိုးမယ်လို့ကပြောပါတယ်စစ်ကောင်စီအင်အားတော်တော်တောင့်တယ်ညလာတဲ့အခါကျတော့ဒီဘက်ကနေပြီးတော့လက်နက်လေးတော့ဆုတ်ပြေးလိုက်တယ်ဒါပေမဲ့တိတ်အဝေးကြီးတော့မဟုတ်ဘူးဘောလို့သူကဆက်ပြောပါတယ်စစ်ကောင်စီတပ်ဟာကမောင်းမြုပ်ကနေတဆင့်ဂရိုင်းတိကျေးရွာနဲ့ဖာပွန်စစ်ပြူပါဘက်ကိုစစ်ကူပေးနိုင်ဖို့ကမောင်းဂရိုင်းတိဖာပွန်လမ်းမတစ်လျှောက်ကိုပြန်လည်ဆိုးမှုထိန်းချုပ်နိုင်ရန်ဂျိုးပန်းနေတာဖြစ်ပါတယ်ဒီကလေးစတေမာလာဘဲကစပြီး တန့်ရင်အားတွေဖြစ်စည်းနေက ကမောင်းမြို့အနီးဝါရုကျေးရွာမှာခြေညကြတဆွဲထားပါတယ်။ဝါရုရွာဟာဖာပုံမြို့နဲ့မိုင်90ခန့်ကွာဝေးပါတယ်။စစ်ကောင်စီတပ်ဟာလက်လွတ်ထားရတဲ့ဖာပုံမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့စီအီမန်းချက်ထားနေတာဖြစ်ပြီးဖာပုံမြို့ဟာစစ်ကူပေးနေရင်အဲ့ဒီမြို့ဟာကလည်းဖာပုံမြို့ကိုတင်းယူနိုင်ဖို့ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်မတ်လအတွင်းမှာဖာပုံမြို့ကိုခေယူတက်မှငါပူပေါင်းတက်ကထိန်းချုပ်နိုင်ခဲ့ပြီးမြဲ မြို့ရတောင်ဘက်မှာတော့ဖာဝန်စစ်ဗျူဟာကြာရှိနေပါသေးတယ်။အဲဒီဗျူဟာကိုပူအောင်တက်ကဝင်းရောက်ပိတ်ဆို့ထားတာဖြစ်ပါတယ်။အေယာဝတီတိုင်းအရင်တပ်ဖွဲ့များဆက်ရှိနေပြီးစစ်ကောင်ရှင်ဘက်ကတေဆုံမှုများနေ၍စစ်ကူစစ်တိုက်ပုတ်နေရကြောင်းသိရပါတယ်။အေယာဝတီတိုင်းအရင်ရှိရေးမြနာမြို့နယ်ဘင်းတွင်စစ်ကောင်ရှင်နဲ့အာရခတ်တပ်တော်အေယာပါဝင်တွန်လိုင်းပူအောင်တပ်များတိုက်ပွဲဖြစ်ပွားနေပြီးစစ်ကောင်ရှင်ကစစ်ကူများစစ်တိုက်ပုတ်ပေးနေရကြောင်းသိရပါတယ်။စစ်ကောင်ရှင်သည်ဒီကရီနိုမာလာ6ရက်နေ့ကလေးက လေးမျက်နှာနဲ့ရေကြီးအဆက်ကိုဟင်္ဒရာဘက်မှနေ၍အမိုးအုပ်စစ်သုံးကားကြီးများဖြင့်စစ်ကူများပိုးခဲ့ရကြောင်းသိရပါသည်။လေးမျက်နှာအဆက်ရှိဂျီဝါများတွင်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီးစစ်ကော်မရှင်ဘက်ကအစုလိုက်အပြုံလိုက်တည်ဆုံမှုများရှိကြောင်းဒေသတွင်ရင်းမြစ်များကသိရပါသည်။အခုနိုဘာစရက်မှာကိုစစ်တပ်ဘက်က အစုလိုက်ပြုံလိုက်တည်တယ်။နှစ်ဖက်ထိခိုက်ရှိပေမဲ့စစ်တပ်ဘက်ကတည်ချက်ကတည်ရလုံးမဲ့လမ်းကြောင်းပြောင်းပြီးစစ်ကူပို့တာတွေလည်းရှိပါသည်။ တည်ရင်တည်မတည်ရင်ရှင်ပြေးပဲဟုလေးမျက်နာမှတော်လာရင်းနဲ့နိစက်သူတူကပြောပါရယ်စစ်ကောင်ရှင်ကဒရုန်းပုံကျတိုက်ခိုက်မှုအပြင်လေကြောင်းတိုက်ခိုက်မှုများကိုပါပြုလုပ်နေပြီးစစ်မှုထမ်းတင်နာတဲ့များကိုလေးမျက်နာတိုက်ပွဲသို့စစ်တိုက်ဆီလွတ်နေကြောင်းတည်ရပါရယ်ပြီးခဲ့သည့်အောက်တိုဘာဒုတိယပတ်တွင်ကလည်းစစ်တုံးကားကြီးအစင်းစဲဖြင့်လေးမျက်နာကိုစစ်ကူအင်အားပို့ထားရပြီးယခုရပိုင်းတွင်စစ်ကူများထပ်မံပို့လာရခြင်းဖြစ်ကြောင်းတည်ရပါရယ် တိုက်ပွဲအတွင်းတေဆုံထိခိုက်ဒဏ်ရာရသူများကိုဗတိတို့ပြန်လည်တည်ဆောင်လာပြီးတေဆုံသူများကိုရွှေမြင့်တဲမိသူကျိုးဆက်တို့ပို့ဆောင်၍ဒဏ်ရာရသူများကိုဗတိစစ်ပြပြင်စစ်တရင်မဆရလေးကိုပို့ဆောင်နေရကြောင်းဒေသခံများထံမှသိရပါသည်။လေးနဲ့နာရှိဆက်ဆက်ရွရွဝင်းကျင်ကိုအေနဲ့ပူအောင်တံများကတင်ပိုက်ထားပြီးစစ်ကူတက်လာသည့်တံများနဲ့ဝိုင်းပိုက်ပိတ်ဆို့ရလာသည့်တံများကိုကြားပြတ်တိုက်ခိုက်သည့်အတွက်စစ်ကောင်ရှင်ဘက်ကအထိနာလေးရှိကြောင်းသိရပါသည်။ ယခုနောက်ပိုင်းတွင်စစ်ကောင်ရှင်ကစစ်ကူလမ်းကြောင်းကိုပြောင်းလိုက်ပြီးဟင်္ဒရာကွင်းထောက်ဘက်မှနေ၍ဗေပြားကိုစာစီကုန်းတို့ကိုဖျက်ကာလေးမျက်နှာကိုစစ်ကူပို့နေကြောင်းသိရပါတယ်။စစ်ဘေးရှောင်များကိုစပါရိတ်သိမ်းရာတွင် SSNDF, KNDF ဂျေဘော်များကကူညီနေကြောင်းသိရပါတယ်။ရှေ့ရန်ထွက်ရမှပြန်ရောက်လာသည့် SSNDF, KNDF B102 တပ်ရဲမှရဲဘော်များကအားလုံးချိန်တွင်လည်းစစ်ဘေးရှောင်များစပါရိတ်သိမ်းရာတွင်ကူညီရိတ်သိမ်းပေးခဲ့ကြောင်း SSNDF, KNDF B102 တရင်ထံကတီးရပါတယ်။